Thank you. ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ FEBC အတံလွင့်ဌာနမှဒေသီအတော်တမချန်းအစီအစဉ်များကိုအတံလွင့်ပို့ချလည်ရှိပါတယ်ရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်။တောရရှိမြတ်မြာယေဘုဟိတွေရဲ့အစဉ်တစားတွင်ဟာတန်ရှင်းမြင့်မြတ်တယ်လို့သတ်မှတ်ထားတဲ့အတိုင်း လူသားတိုင်းရဲ့ကယ်တင်ရှင် သခင်ယေရှုခရစ်တော်ရဲ့အရာအသွေးအစင်းတစားတွေကို ဖော်ပြနေပါတယ်။နှိမ့်ချခြင်းနဲ့ယေရှုခရစ်တော်ဖွားမြင်တော်မူခြင်း၊တန်ရှင်းခြင်းနဲ့ယေရှုခရစ်တော်ရဲ့ကျူးစင်တော်မူခြင်း၊ရစ်ပူဇော်ခြင်းနဲ့ယေရှုခရစ်တော်လက်ဝါးကတိုင်ထက်မှာအသေးသက်ခံတော်မူခြင်းတွေကိုတဲတော်တိဆောက်ခြင်း၊ဒီပရောဟိတ်တို့ရဲ့ဆောင်ရွက်မှု၊ရစ်ပူဇော်ခြင်းတွေနဲ့နှိုင်းရှင်ပြီးထွံ့မြောက်ရာကျမ်းအခန်းကြီး39နဲ့အခန်းကြီး40တို့ကို အခုလိုလေ့လာရှင်းလင်းတင်ပြမှာဖြစ်ပါတယ်။တင်သီရသောသမာကျန်းအစီအစဉ်ကိုစကြဲကကျွန်တော်အစီရင်ခံခဲ့တဲ့အတိုင်းနှုတ်ကပတ်သမာကျန်းစာတော်ဆိုတာဟာလာကြဟိငါတို့ကျန်းစာပြည့်စုံရအောင်ဆိုပြီးတော့စာရေးဆရာတစုကစပွဲတစ်လုံးပေါ်မှာကြည်ပြီးတော့ရေးသားခဲ့တာမဟုတ်ပါဘူး။နှစ်ပေါင်း1500ကျားနှစ်နဲ့အချိန်ကာလအတွင်းမှာစာရေးဆရာပေါင်း43ယောက်တို့ကရေးသားခဲ့ကြတာဖြစ်တယ်ဆိုတာကိုမိတ်ဆွေတို့မေ့ကြမယ်မထင်ပါဘူး။အဲ့ဒီအထဲမှာမှာ ခစ်ပြိုင်လူသားဆိုလို့၃ယောက်လောက်ပဲရှိပါတယ်။ကြံတဲ့ပုံကိုယ်တွေဟာဘသူဘသူမှန်းတောင်မှသိခဲ့ကြတာမဟုတ်ပါဘူး။ပြီးတော့ဒီသမားချမ်းစာအုပ်ကိုရေးသူတွေကလည်းလူမျိုးစုံပါ။ရှင်ဘီယင်း prophet ဆရာဝန်စတဲ့ပုံကိုယ်မျိုးတွေကစပြီးတော့တငါပဲလို့အညတရအကြည့်အတန်းအစားပေါင်းစုံအလွှာအမျိုးမျိုးပါဝင်ခဲ့ကြတာဆိုတာကိုအခုထပ်မှန်ပြီးတော့သင်ပြလိုပါတယ်။အဲဒီလိုသမိုင်းကြာရှည်သမျှ ဘဝအမျိုးမျိုးနဲ့အမြင်ပေါင်းများစွာရေးသားရာစာအုပ်ကြီးတအုပ်ဟာအစကနေအဆုံးအထိဖတ်လို့မဝဖော်ပြ၍မကုံရပပေါင်းစုံလင်နေတယ်ဆိုတာကိုလည်းအခုတခါထပ်ပြီးတော့ကျွန်တော်တင်ပြခြင်းပါတယ်။ဒီတဲ့အထူးဆန်းဆုံးဖြစ်နေတာကိုပြောဆိုရင်တော့ကြည့်ပြီးတော့ရေးတယ်ဆိုရင်တောင်မှမှားကြည့်ရင်မှားအောင်မေဂန္ဓာအပိုင်းခြားအသီးသီးဟာအခုတော့အမှားယွင်းအတိတ်အဆောင်အရှင်းမရှိပဂရိဆက်ဆက်အတိတ်ပဲပေါ်လွင်နေတာဟာ ပြောလို့တောင်မှယုံကြည်ပွဲမရှိပါဘူး။ဒါကြောင့်လဲသမာကျမ်းစာတော်များဟာအသက်ရှိတယ်၊တကိုးကြီးတယ်၊လူသားရဲ့နှလုံးသားကိုဖင်းဖောက်နိုင်စွမ်းရှိတယ်ဆိုတဲ့အချက်တွေကိုကျွန်တော်တို့ဖော်ပြခဲ့ရခြင်းဖြစ်ပါတယ်။ဒါတော့သင်သိရသောသမာကျမ်းလေ့လာခြင်းရဲ့ဤတန်းမှာပြောခဲ့ပြီးဖြစ်တဲ့စာရေးဆရာကြီး Henry Van Dyke ဆိုတဲ့ပုဂ္ဂိုလ်ကြီးရဲ့မှတ်ချက်ကိုအခုတဖန်ပြန်လည်ဖော်ပြလိုပါတယ်။ကမ္ဘာအရှိန်အဟောင်းမှစတင်ပေါ်ထွန်းသည့်သမာကျမ်းစာအုပ်သည် အနောက်ဖက်ဝွေယုံကိုလွှမ်းခြုံခဲ့၏ထို့နောက်ကပားတလွားသို့ရောက်သွားပြီးဘာသာစကားအမျိုးမျိုးနှင့် လူသားများ၏အသေးနှလုံးကိုသိမ့်ကျုံသွန်သင်လျက်ရှိ၏ဖဲဦးဆံပိုင်တို့အတွက်အနန္တတကိုးရှင်ကိုသခင်အဖြစ်မြင်တွေ့စေခဲ့ဆင်းရဲသားတို့အဖို့ဖခင်ကိုဖူးမြော်ရသည့်ပမာဖူးမြော်ခွင့်ရရှိစေသည်ကလေးသူငယ်များတို့အတွက်စွဲမဲ့ဖွယ်ပုံပြင်များကိုကြားသိရစေပြီးနောက်ပညာရှိများအားဘဝအမြင်သစ်ကို ဖွင့်လှစ်ပေးလျက်ရှိ၏ဘေးရန်အန်ဒီယဲတို့ဂျားမှ ရင်ကက်ချင်းကို၎င်းသွေးပြက်ဖွယ်အချိန်ကာလ၌ခွန်အားကို၎င်းဖြစ်စေ၍အကာလအမှောင်မိုက်တွင် အလင်းရောင်ကို ပေးစွန်းနိုင်၏မြားလူဘိုးကြီးအတွက်အစဉ်ပက်တင်နေသောပြရိတ်တော်အထီးကျန်တယောက်အဖို့တိုင်ပင်ဘက်ဟုဆိုတတ်လာ၏ဒေါသမောဟမမာနသမားများကိုကြက်သီးမွေးညင်းထလောက်အောင်သတိပေးလျက် နောင်တနှင့်အာလျော့မောပန်းနေသူများတို့အဖို့မိခင်မြတ်တာတိရာရေစင်ပမာဖြစ်သည်လွင်တီးခေါင်မြေတွင်နေပျော်စရာဖန်တီးရဲ့သူဤတကောအာနိသင်ကိုမိသည့်နီးငယ်မြပြက်ပြဲအောင်မလုပ်နိုင်လူသားတိုင်းတစိုက်မဲ့မဲ့မျော်လင့်စီရရှိသောအိမ်မက်ယူပါယုံကိုသိနှင်ပြီးဖြစ်ကြသို့လူသားဘဝပြေဝဆုံလင်းစီရန်တငိမ့်ငိမ့်ချင်းကပ်အားပေးနေသောစာအုပ်ဖြစ်ပြီး ယိတာတရားနှင့်အတူစာနာထောက်ထားခြင်းယင်းကြီးကျွမ်းဝင်ခြင်းတို့ရောပြွန်သောထွန်းတောက်လှသည့်နှုတ်ကပတ်တော်သမာတရားပဲဖြစ်ပါ၏အဲ့ဒီလိုဟင်နရီဗန်ဒိုက်ကဖွင့်လွှင့်ခဲ့ရတဲ့စာအုပ်ကြီးဖြစ်ပါတယ်မိတ်ဆွေများခင်ဗျာထွန်းမြောက်ရာကျမ်းဟာဖြင့်အဲ့ဒီသမာကျမ်းစာအုပ်ထဲကဒုတိယမြောက်ကျမ်းကြီးဖြစ်ပါတယ်ဒီကျမ်းကြီးနဲ့ပတ်သက်လို့ဒေါက်တာကမ်ဘယ်မော်ဂန်ဆိုတဲ့ပုဂ္ဂိုလ်ကြီးကမှတ်ချက်ပြုရမှာအစမရှိသောကျမ်းအဆုံးမရှိသောကျမ်းဟူ၍ကျမ်းမြတ်တစုအဖြစ် သူ၏အမြင်ကိုဖော်ပြခဲ့ပါတယ်။မမှားပါဘူးခမ ya ။ခမ ya ရကျမ်းဟာကဘာဦးကျမ်းမှာမြစ်ဖြားခံခဲ့ပြီးတော့ဝုပြူရကျမ်းအတွင်းကိုဆက်လက်ပြီးတော့စည်းဝင်ပြန့်နှံ့သွားရအောင်မဲ့ကျမ်းပဲဖြစ်နေလို့ပါ။ဘယ်လိုပဲပြောပြောသမာကျမ်းစာဟာကောင်းကင်ဘုံနဲ့လူသားတို့မြေကဘာကြားကစင်းကြံလန်းဆိုပြီးတော့ဖုံးတော်ကြီးပိုလော့ဆိုတဲ့ပုဂ္ဂိုလ်ကြီးကဖွင့်ဆိုခဲ့ပြီ။တမဟောင်းကျမ်းမှာစေးစေးနားထောင်မယ်ဆိုရင်ဒီစင်းကြံလန်းပေါ်မှာ သခင်ခရစ်တော်ရဲ့အရေးမဲ့ခြေလမ်းများကိုကြားရမှာဖြစ်တယ်။ဓမ္မသစ်ကျမ်းမှာကျတော့ကယ်တင်ရှင်ကိုတက်အပ်ဖူးမြင်ရတယ်ဆိုတဲ့အကြောင်းကိုပေါလော့ကဆက်လက်ဖော်ပြထားပါတယ်။ဖွမြောက်ရကျမ်းဟာဖြစ်ရင်အဲ့ဒီတင်စားချက်အတိုင်းကောင်းကင်ဘုံနဲ့လူမျိုးကိုဆက်သွယ်ရစင်ကြံလမ်းပေါ်မှာခရစ်တော်ရဲ့အရေးမဲ့ခြေလမ်းတွေကိုကြားရတဲ့ကျမ်းဖြစ်ပါတယ်။တနည်းအားဖြင့်ခရစ်တော်ရဲ့ဝိညာဉ်နဲ့အရှင်အဝါဟာရှင်သန်လှုပ်ရှားနေသောကျမ်းဆိုတာ ကျွန်တော်ဒီနေရာမှာထပ်မံတင်ပြလိုပါတယ်အခုနောက်ဆုံးပိုင်းကျမ်းတွေမှာဘယ်လိုဆက်လက်တွေ့မြင်အောင်မယ်ဆိုတာကိုအခန်းကြီး39နဲ့စတင်ကြပါစို့ယေဘရောဟိရဲ့ဝတ္တရားနဲ့အစင်းတစားများတင်တိုင်းယင်စည်းကိုယုံနဲ့ခေါင်းစည်းစတဲ့အကြောင်းတွေကိုဒီကျမ်းမှာတွေ့ရမှာဖြစ်ပါတယ်မောရှိကဒါတွေကိုကြည့်ပြီးအတီးတူပေးရမယ်ဆိုတာကိုလည်းကျွန်တော်တို့ကြားနာရပါလိမ့်မယ်။ပန်ရှင်သောဝိယုံများနဲ့ပရောဟိတ်ဆိုတဲ့ခေါင်းစဉ်နဲ့ဇလန်းကိုစရမှာပါ။ ယေဘရောဟိတ်အဖြစ်အရွေးချယ်ခံထားရသူဟာအာယုံဖြစ်ပါတယ်။အခုသူဝတ်ဆင်ရမယ့်အဝတ်အစားတွေအားလုံးဟာခရစ်တော်ရဲ့အယောင်အသွေးအစင်းတစားတွေကိုပေါ်ပြနေတယ်ဆိုတာကျွန်တော်တို့လေ့လာခဲ့ပြီးပြီ။ဘယ်လိုပဲလို့ဆင်မြန်းရမယ်ဆိုတာကိုလည်းပေါ်ပြခဲ့ပြီးသားပါ။ထွမြောက်ရာကျမ်းအခန်းကြီး39အငယ်1မှ2သင်ရှင်းရဌာန၌အမှုတော်ကိုဆောင်သောအခါဝတ်ရသောအဝတ်ကို၎င်းအာယုံဝတ်ဖို့သင်ရှင်းသောအဝတ်ကို၎င်း ခဝေယဖျားသည်မောရှိကိုမှားထားတော်မူသည့်အတိုင်းပြာသောအထင်မောင်းသောအထင်ညီသောအထင်နှင့်လုပ်လည်ပြာသောအထင်မောင်းသောအထင်ညီသောအထင်ပိတ်ချောနှင့်ယေပရောဟိတ်တင်တိုင်းကိုလုပ်ရတွင်ဒီအဝတ်အစားတွေဟာသင်ရှင်းမြင့်မြတ်တယ်လို့သတ်မှတ်ထားတယ်။မဖြစ်လို့လဲဆိုတော့ဘုရားသခင်နဲ့ဆက်ဆိုင်တဲ့ဝတ်ကိုဆောင်ရမှာသုံးဆွဲရမယ်ဝတ်ဆင်ရမယ်ဝတ်တည်မှုပါ။ဖွံ့ပြဝါကျမ်းအခန်းကြီး39အငယ်9 ထာဝရဘုရားသည်မောရှေအားမှာထားတော်မူသည့်အတိုင်းသင်တိုင်းအပေါ်နားမှာထူးဆန်းသောယဉ်စည်းကို၎င်းသင်တိုင်းကိုကဲ့သို့ရွှေနှင့်၎င်းပြာသောအထယ်မောင်းသောအထယ်ညီသောအထယ်ပိတ်သောတို့နှင့်၎င်းလုပ်၏ထူးဆန်းတယ်လို့ဆိုတာကတော့အမှရိုးကြမဟုတ်ဘဲဆန်းသစ်တဲ့အတိတ်ပဲဘုရားသခင်ရဲ့အမြင်တို့နဲ့ချုပ်လုပ်ထားတဲ့အတွက်ပါယေဘုရောဟိရဲ့အဝတ်အစားဟာအမျိုးအစားခွဲရင်၈မျိုးရှိပါတယ်အဲ့ဒီအထက်က၄မျိုးကတော့ တခြားဓမ္မဝန်ဆောင်ပရောဟိတ်ငယ်တွေနဲ့အတူတူလိုပဲဖြစ်ပြီးတော့ကြံတဲ့လေးခုကတော့ပရောဟိတ်အတွက်သီးသန့်ဖြစ်ပါတယ်။ဒါတွေကိုအခြေခံအားဖြင့်ဘယ်လိုသုံးတယ်လဲဆိုရင်ဘုံတကောကြီးခြင်းနဲ့အစင်းသက်ပဲတင့်တယ်ခြင်းဆိုင်ရာအဖို့များလို့သုံးဆွဲပါတယ်။ဒီအချက်တွေဟာခရစ်တော်ရဲ့ဘုံတကောတော်ကိုသိမြင်စေဖို့နဲ့ခရစ်တော်ရဲ့အပြစ်ကင်းစွာကြီးညိုသက်ပဲပွေရာအစင်းကိုရှုမြင်စေလိုခြင်းအတွက်ပဲဖြစ်ပါတယ်။တစ်နှစ်မှာတစ်ခါသာပြုရတဲ့ လူမျိုးတော်ရဲ့ကိုစားအပြစ်ဖြေရဖို့အဖြစ်တန်ရှင်းရာဌာနတော်ကနေဘုရားသခင်ကိန်းဝတ်တော်မူရာအဖန့်ရှင်းဆုံးနေရာတဲကိုဝင်ပြီးရင်ပလင်တော်ကိုအသွေးနဲ့ဖြန့်စွတ်ပေးရတဲ့အချိန်မှာဒီဘုံတကိုးနဲ့အစင်းသက်ပေခြင်းဝတ်ယုံတွေကိုအထူးတလဲမဝတ်ဆင်ရတော့ဘူးရှွတ်ထားရတယ်တခြားပရောဖက်ငယ်တွေနဲ့ဒန်းသူယီလူပဲဝတ်စားပြီးတော့မှပလင်တော်စီကိုဝင်ရတယ်လို့လည်းဆိုပါတယ်ဒီအချိန်မှာသူဟာဖန့်ရှင်းစင်ကြယ်သူအဖြစ်သာတည်ယူဆောင်ရတယ် ဘုံတကိုးနဲ့ကြည်ညိုသက်ပေခြင်းဆိုတာတွေကိုခြံလှက်ထားရတယ်ဆိုတဲ့သဘောပဲယေဘရဟိတို့ရဲ့အဖြူရောင်ဝိယုံဟာစိတ်နှလုံးဖြောင့်မတ်သင်ရှင်းခြင်းကိုအတိတ်ပဲဖွင့်ဆိုရရောက်ပါတယ်ဧရှာယအနာဂတိကျမ်းအခန်းကြီး52အငယ်7မှာအခုလိုတွေ့နိုင်ပါတယ်ထွက်ကြထွက်ကြထိုအရမထွက်သွားကြမစင်ကြဲသောအရာကိုလက်နှင့်မျှမတို့ကြနှင့်ထိုအရကြီးကထွက်သွားကြလော့ထာဝရဘုရား၏အဆောက်အဦးတို့ကိုဆောင်ရွက်သောသူတို့ ။ပန့်ရှင်းခြင်းရှိကြလော့။အဲ့ဒီလိုဖော်ပြထားတာကိုကျွန်တော်တို့တွေ့နိုင်ပါတယ်။ပန့်ရှင်းခြင်းဟာအင်မတန်အရေးကြီးတဲ့သဘောပါ။ဒီနေရာမှာကျွန်တော်ခံယူချက်ကိုပြောရမယ်ဆိုရင်ဘလို့အရေးချင်းတွေတဲ့ပြေဝနေနေစိတ်ဝိညာဉ်မပန့်ရှင်းတဲ့သာသနာဝန်ထမ်းဖြစ်စီ၊ပါမန်လူဖြစ်စီဒီလူတွေကိုဘုရားသခင်အတိအမှန်မပြည့်နိုင်ပါဘူး။သူတို့လုပ်တဲ့အလုပ်တွေဟာလောကီရှုထောင့်ကနေကြည့်ရင်မှန်တော့မလို့လို့ဟုတ်တော့မယောင်ယောင်ကလေးတော့ရှိကြောင်းရှိပဲ ဒါပေမဲ့ခရစ်တော်ဒီဟူသောကြောက်ဆိုင်ကြောက်သားကြီးပေါ်မှာတိဆောက်တဲ့အသင်းတော်အဆောက်အဦးအဆင့်ဆင့်မှာဒီအလုတ်တွေဟာသစ်ဆွေးနဲ့ကောက်ရိုးများပမာပဲဖြစ်နေပါလိမ့်မယ်။ဒါဟာဒီဝိယုံတွေကနေနောက်ထပ်ရရှိတဲ့သင်ခန်းစာပဲလို့ကျွန်တော်ပြောချင်ပါတယ်။တတိယအဖြစ်မိင်းနဲ့တရားစီရင်ခြင်းဆိုတဲ့အချိန်ဟာရှိပါလေဦးမယ်။အဲ့ဒီအချိန်မှာစိတ်ဝိညာဉ်မပန့်ရှင်းသူတို့ဟာစိုက်သည့်အတိုင်းရိပ်ရမှာဖြစ်ကြောင်းသတိပေးလိုက်ရခြင်းပါပဲ။ ခရစ်တော်ဒီမြေပေါ်ကိုဆင်းသက်ကြွလာတဲ့အချိန်မှာဆိုရင်ခရစ်တော်ရဲ့ဘဝဟာလူဘဝသရုပ်အတိုင်းအလွန်အလွန်ယိုသာရှင်းလင်းခဲ့တယ်ဆိုတာကိုကျွန်တော်အများစုနားလည်ပြီးသားပါပြီးတော့အလွန်ဖန်ရှင်းတဲ့ကယ်တင်ပိုင်ရှင်အဖြစ်ကြွလာခြင်းဖြစ်ခဲ့ပါတယ်ဒါပေမဲ့သူဟာသူ့ရဲ့ကောင်းကင်ဘုံအစင်းတန်းအဆောင်အယောင်တွေကိုစွန့်ပယ်ပြီးမှမြေကြီးပေါ်ကိုဆင်းသက်ခဲ့တယ်မဟုတ်ဘူးလားမွေးဖွားတာတောင်မှနွားတင်းကုတ်တစ်ခုမှမွေးဖွားခြင်းခံယူခဲ့တယ်လို့ကျွန်တော်သိထားပြီးဖြစ်ပါတယ် ဒီအချိန်မှာဣသရေလလူသားတွေကတော့ယောမအနဲ့စစ်တိုက်မဲ့ဘရင်လောက်ကိုသာသိတယ်။မျော်လဲမျော်လင့်တန်းတနေကြကြတယ်။ခရစ်တော်ဆိုတဲ့မေရှိယကိုဒီလိုမျိုးငန့်လင့်စောင့်စားနေရကနေမွေးကလေးကအဟိဟန်မရှိတဲ့လူကလေးပြီးတော့ဒီအဆောင်အယောင်တွေမပါရှိခြင်းကိုသူတို့စိတ်ကုံသွားခဲ့ကြတယ်စိတ်ပြက်သွားခဲ့ကြတယ်ရည်စရာကောင်းတဲ့လူအုံနောက်ကလာတဲ့အတွေးခေါ်အနှိမ့်စားပဲဆိုပါတော့ဒီလိုနဲ့ပဲအနုညာတခလေးငယ်ကလေးတယောက်အဖြစ် ဖွားမြင်လာခဲ့ပြီးအဆုံးသက်ပြန်တော့တခါရစ်ပူဇော်ရာသိုးသင်ငယ်တကောင်အဖြစ်ကားတိုင်းရစ်ပလင်မှာသေပွဲဝင်ခဲ့ပြန်သေးတယ်။ဒီအချိန်မှာလူတွေစိတ်ကုံနာမှအထူးပြောစရာမရှိတော့ဘူးပေါ့။ခရစ်တော်အသက်တာဟာအပေါ်ယံကျော်စွာကြည့်လိုက်ရင် လူဘဝပုံစံပြည်ပြင်းနေ။နက်နဲရှိုင်းရှိုင်းစဉ်းစားလိုက်တော့လူဘဝပုံစံပြည်ပြင်းတာတဲ့လူသားကောင်းစားရေးနဲ့လူသားတို့ဘဝလွမြောက်ရေးအတွက်သူဆောင်ရွက်ခဲ့တယ်ဆိုတာကပို့ပြီးတော့ပြည်ပြင်းနေတဲ့အနှစ်သာရရှိနေတယ်။ ဒီနေရာမှာလူသားတို့ကောင်းစားရေးနဲ့လွတ်မြောက်ရေးဆိုလို့ဘာလွတ်မြောက်ရေးလဲအပြစ်ဘဝကလွတ်မြောက်ရေးပေါ့ငရဲကလွတ်မြောက်ရေးပေါ့ဘာကောင်းစားရေးလဲလို့မေးမယ်ဆိုရင်ဘယ်လိုဖြေမလဲထာဝရအသက်ကိုခံစားရရှိရေးဆိုတဲ့ကောင်းစားရေးပေါ့ခမည်းတော်ဖားတော်သန့်ရှင်းသောဝိညာဉ်တော်သုံးပါးပေါင်းရင်တဆူတည်းသောဖခင်ဖြစ်တာကိုကျွန်တော်တို့နားလေတယ်ဒီတော့ကမာချမ်းစာကိုဘာမှနားမလဲတဲ့လူတွေက ခရစ်တော်သေတာကိုမူတည်ပြီးတော့ဖခင် ကားတိုင်းမှာအသေးခံတယ် ပေတယ်လို့ကျွန်တော်တို့ကပြောတဲ့အချိန်မှာသူတို့ကဒါကိုဥကြောင်ကြောင်တွေးကြခေါ်ကြတယ်အမှန်တော့ဒီသေခြင်းဆိုတာနဲ့တည်းမပြီးဘူးပြေဝလုံလောက်တဲ့စကားမဟုတ်သေးဘူးဖျားသခင်ရဲ့လူစားတိအဖြစ်ကိုခံယူသူကိုဘွားသို့မဟုတ်တပါတိသောသားတော်သခင်ခရစ်တော်ဟာသေခြင်းခံရတဲ့အချိန်မှာအပြည့်ရှိသောသူအဖြစ်ခံယူထားပြီဘသူတွေရဲ့အပြစ်လဲဆိုတော့ကျွန်တော်တို့လူအဖွဲ့အစည်းရဲ့အပြစ်ပေါ့ကျွန်တော်တို့အတွက်အပြစ်တွေကိုပုံပြီးအတင်းခံရသော သူ့ရဲ့ဘဝမှာဒီသေခြင်းကိုခံရတဲ့အချိန်မှာ ခရစ်တော်ဟာလူသားပီပီ ခံစားခဲ့ရှာတယ်။ဒါကိုကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9အငယ်27မှာကြည်ရင်ဘုရားသခင်သည်အပြစ်ကင်းစင်သောသူခရစ်တော်ကိုငါတို့အတွက်အပြစ်ရှိသောသူဖြစ်စေပြီလို့ရှင်းထားတယ်။ဒါကြောင့်အပြစ်ကိုခံနေသောသူသခင်ခရစ်တော်သေခြင်းတည်ငါမှာဘုရားသခင်နဲ့ကင်းကွာနေတယ်တသက်စီဖြစ်နေတယ်လို့တစ်ဖက်က တွေးဆဆင်ခြင်စရာရှိပါတယ်အဲတခါကောရိန္သုဩဝါဒစာဒုတိယဆောင်အခန်းကြီး9စောစောကကျမ်းကျက်အပေါ်ပိုင်းအခန်းကြီး9ရဲ့အငယ်16မှာကျတော့အခုလိုတခါပြန်ပြီးတော့တွေ့ရတယ်ထိုတရားဟူမူကားဘုရားသခင်သည်ခရစ်တော်အထဲ၌ရှိနေတဲ့လောကီသားတို့၏အပြစ်များကိုမှတ်တော်မမူရန်ကိုငြိမ့်စေ၍ကိုတော်နှင့်မိသဟာယဖွဲ့စေတော်မူ၏ထိုမိသဟာယတရားကိုလည်းငါတို့၌ပေးအပ်တော်မူ၏အဲ့ဒီလိုဖြစ်ပါတယ် ခရစ်တော်အထက်၌ဘုရားသခင်ရှိနေတယ်ဆိုတဲ့အချက်ဟာအင်မတန်လေးနက်တဲ့အဓိပ္ပာယ်ဖြစ်နေတယ်။လုံလောက်အောင် ရှင်းကျက်မပေးနိုင်ပဲရှိနေသေးပဲဖြစ်တယ်ဆိုတာကိုတင်ပြရသောသမာကျမ်းမှာဖော်ပြထားပါတယ်။ကျွန်တော်တူကြီးရဲ့အယူဆကတော့အငယ်၁၈ကစပြီးတော့ပြန်ဖတ်သင့်ပါတယ်။အဲဒီလိုဖတ်ပြီးတော့စဉ်းစားလိုက်ရင်ကျွန်တော်တို့အတွက်အပြည့်ရဲ့ဖြည့်ဆည်းမှုကငြင်းစေဖို့အရေးမှာပြည့်စုံလူသားနဲ့မိသဟာယဖွဲ့ရေးတရားအတွက်ခရစ်တော်ဟာဘုရားသခင်ရဲ့လူစားတိပဲဆိုဆိုပါတော်လို့ပဲပြောပြော ဘယ်လိုပဲခွဲခြားထားတာဘုရားသခင်ကိုတော်တိုင်ပါဝင်ခံစားခြင်းအမှုဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်။သူဟာအနန္တတကုရှင်ပဲ။သူ့အစွန်းသတ္တိကိုတိုင်းတာနိုင်တာမဟုတ်ကဲ။ဒါဟာမဖြစ်နိုင်စရာရှုတော့ကနေကျွန်တော်ဘာမှအလေးနဲ့စဉ်းစားနေလို့မရဘူးအတိတ်ပဲလည်းမပေါ်နိုင်ဘူးလို့ထင်ပါတယ်။ခံစင်းခြင်းအကြောင်းကိုသိပ္ပံနည်းကြရတယ်မကြဘူးသူကပြီးတွေးတာမျိုးလို့ဖြစ်နေမှာပေါ့။ဒါကြောင့်မလို့ဘုရားသခင်ဟာကားတိုင်းချက်မှာအသေးခံနေအသေးခံနေဆိုတာဟာ ဘလို့လေးနဲ့တဲ့အတိတ်ပဲလဲဆိုတာကိုဒီနေရာမှာစဉ်းစားဖို့ကျွန်တော်အကြံပြုလိုပါတယ်အခုဆက်လက်ပြီးတော့ယေဘရဟိဝိယုံအကြောင်းကိုဆက်ကြပါစို့ယေဘရဟိလေးရဲ့ဝိယုံဘလို့တကိုးကြီးတယ်ဆိုတာကိုကျမ်းစာမှာကျွန်တော်တို့ဖွင့်ဆိုခဲ့ပြီးပြီအယောင်စင်းတောက်ပတာအစင်ဆန်းတာအကျေချက်စရာမလိုတော့ပါဘူးအဲ့ဒီလိုပဲကြောင်းမြရတနာတုံးနှစ်တုံးနဲ့ပခုံးတစ်ဖက်တစ်ချက်မှာတင်ပြီးတော့ဝတ်စားဆင်ရင်တာဟာကက်တင်ရှင်ခရစ်တော်ရဲ့အပြည့်ရှိလူသားများပျောက်သောသုံးများကိုပခုံးချက်မှာတင်ပြီးသဲဆောင်ခြင်းပဲဆိုတာကိုလည်း ကျွန်တော်ဖော်ပြခဲ့ပြပါပြီအခုဖေပြဲဩဝါဒစာအခန်းကြီး9ငွေ25ကိုဖတ်ရှုခွန်အားရယူကြပါစို့ထို့ကြောင့်အကျဉ်သူတို့သည်ယေရှုအားဖြင့်ဘုရားသခင်အထံတော်သို့ချဉ်းကပ်ကြ၏ထိုသူတို့၏အမှုကိုကိုတော်သည်စောင့်ဖြင့်ကာလအစဉ်အသက်ရှင်သောကြောင့်သူတို့ကို အစဉ်ကယ်တင်ခြင်းကတတ်နိုင်တော်မူ၏ဟုတ်ပါတယ်ယေပရောဟိတ်ရဲ့သင်တိုင်းနဲ့ကြောက်မြတ်တို့ဟာခရစ်တော်ရဲ့ကယ်တင်နိုင်ခြင်းအစွန်းသတ္တိကိုကိုးစားပြုနေပါတယ် ။နောက်တစ်ခုဆက်လက်တင်ပြခြင်းနာကတော့ breast plate လို့ခေါ်တဲ့ယင်ပုံးအကြောင်းပါပဲ။ယင်ပုံးမှာဣသရေလလူမျိုးတွေကိုကိုစားပြုတဲ့ကြောက်မြရတနာ၁၂မျိုးနဲ့စီတန်းချေလေထားတယ်ဆိုတဲ့အတိတ်ပဲဟာ။သူ့ရဲ့လူမျိုးတော်ကိုယင်မှာသိသိချင်းနှလုံးသားနဲ့နှောင်ဖွဲ့ခြင်းပဲပေါ့။ဒါဟာမောရှိရဲ့ခေတ်ဓမ္မလမ်းကြောင်းပေါ်မှာပြုတ်ဆောင်ဖို့ရွေးကောက်သောလူမျိုးကိုဖော်ညွှန်းပေမဲ့ယေဘရိုအပေါင်းတို့ရဲ့အချုပ်အချာခရစ်တော်ပေါ်လာချိန်မှာတော့ လူမျိုးတော်ဟာယုံကြည်သူတိုင်းကိုဆိုလိုတာပဲဒါကြောင့်ခရစ်တော်ရဲ့ယုံကြည်သူများဟာခရစ်တော်ရဲ့ယင်ထဲမှာအစီအမဲခိုးတွယ်နေနိုင်တယ်ဆိုတဲ့လက္ခဏာတရအဖြစ်ရှုမြင်သုံးသပ်ရပါလိမ့်မယ်အဲ့ဒီယင်ပုံးထဲမှာမှအဲ့လိုအကန့်တစ်ခုရှိရပါမယ်အဲ့ဒီထဲမှာတော့ကျွန်တော်ဖော်ပြခဲ့ဘူးတဲ့ဥရင်ရဲ့သူ့မင်းရဲ့ဆိုတဲ့သူစံတဲ့ကြောက်မြင့်နှလုံးကိုဆောင်းထားရတယ်။ဂျာရိတ်တော်တွေကိုသူတို့နှစ်ခုကဖော်ပြတယ်လို့ရှေးကအယူရှိတယ်။ဘယ်လိုဘယ်လိုသုံးပြီးဘယ်လိုဘယ်လိုဖော်ပြတယ်ဆိုတာကိုတော့ အမျိုးမျိုးခံမှန်းပြောတာသာကြားရတယ်ကျွန်တော်လည်းအတိတ်ပဲအတိအကျမပေးနိုင်ဘူးဒီဥရိန်သူ့မိန်တွေရှိတဲ့ရောင်ရောင်ဖြည်းဖြန်းနေတဲ့ဗေဒဝိဇ္ဇာဆရာညာတွေရှိပါတယ်မယုံကြပါနဲ့ဖျားသခင်ကိုသာ အာကိုပါခရစ်တော်ကိုသာအာကိုပါနှုတ်ကပတ်တော်ကိုသာဖတ်ရှုပြီးတော့အဖြေကိုရှာကြပါလို့တိုက်တွန်းလိုက်ပါစေယေဘရဟိတင်တိုင်းမှာကစားစင်တာက သလဲသီးလေးများရဲ့ရွှေစင်ဆဲလေးလေးများရဲ့ဖြစ်ပါတယ်သူတို့လေးတွေကတော့ တခုကြားတွဲလွဲခိုနေကြတယ်ဆိုတာလည်းကျွန်တော်တို့သိကြရပြီးပါပြီ။ယုံကြည်သူအားလုံးဟာသီးပွင့်ဝေစာသောအသက်တာဖြစ်ရမယ်။ဆွဲလွဲသံကဲ့သို့အဖန်ပေးနိုင်သောအသက်တာများဖြစ်ရပါလိမ့်မယ်။တနည်းအားဖြင့်သက်သေခံနိုင်လောက်တဲ့တကောအာနိသင်ရှိသောအသက်တာများဖြစ်အောင်ကြိုးစားရကြပါလိမ့်မယ်။သင်သိရသောသမာကျမ်းကိုပြည့်စုံတဲ့ဒေါက်တာမက်ဂီရဲ့အသက်တာမှာမမေ့နိုင်တဲ့ဖြစ်ရကြုံတောင့်ကြုံခဲခံစားရတဲ့အချိန်တစ်ခါရှိရပူပါလေ။ဂျော်ဂျီယာပြည်နယ်မှာသင်းအုပ်တာဝန်ယူစဉ်ကဖြစ်ပါလေ တနေ့သူတရားဟောအပြီးမှာလူငယ်လေးတယောက်သူ့စီကိုရောက်လာပြီးတော့ဆရာရေကျွန်တော်အားသခင်ခရစ်တော်ကိုဒီလောက်အံ့ဩဖွယ်ကောင်းတဲ့ကက်တင်ရှင်ဖြစ်မှန်းတခါမှမသိခဲ့ရပါဘူးဆိုပြီးတော့ဝန်ခံပြောဆိုတယ်လို့ဆိုပါတယ်အဲ့ဒီလူငယ်ဟာမျက်ရည်တွေတွင်တွင်စီးဆင်းပြီးတော့စိုးနှင်လှိုက်လဲစွာနဲ့အသင်းတော်ကနေသူ့ကိုလှုပ်တော်မဆန့်ဆိုင်တော့ပဲတဲ့ပြန်လဲကြောခိုင်းထွက်ခွာသွားကြည်ဒီခံစားချက်ဟာကာယကံရှင်ဆရာတိမက်ဂီကိုယ်တိုင်ကိုကူးဆက်ပြီးတော့ဝန်သားမျက်ရည်များကြဆင်းခဲ့ရတယ် အဲ့ဒီလိုပဲနောက်ထပ်ဟောပြောသက်သေခံနိုင်အောင်အိုးအဖဖရာသခင်ကျွန်တော်ကိုခွန်အားပေးပါဆိုပြီးအသနာခံခဲ့ရပါတယ်ဆိုတဲ့အကြောင်းကျွန်တော်အရင်တခါလဲပြောခဲ့ပြီးပါပြီကျွန်တော်အားလုံးလဲဒီလိုပဲစုမျိုးကိုဖရာသခင်ထံမှာနာနာတောင်းခံတတ်ကြဖို့တိုက်တွန်းလိုက်ပါစေကျွန်တော်ဦးကြီးတော်တူဦးဟာယုံကြည်ခြင်းအလွန်ကြီးမားတဲ့ခရိယံတစ်ယောက်တော်မှန်ပါတယ်ဒါပေမဲ့ချစ်ခနဲ့ရှိရင်ဓာတ်တပြက်ဒုတ်တပြက်လောက်တတ်တဲ့ကြားထဲမှာထမ်းရည်ကိုလည်းမစွန့်နိုင်တော့ ထိုင်းရေးဝိုင်းမှာသွားပြီးတော့ခရစ်တော်အကြောင်းပြောမိတာနောက်ဆုံးကျတော့ဓာခုံမှုနဲ့ဖာယာဝတီထောင်ထဲကိုရောက်သွားခဲ့ရတယ်။သူဟာရွှေစင်ဆဲလဲသံကိုမပေးနိုင်သလိုအောင်မြင်သောအသည့်ကိုမသိနိုင်ခဲ့ဘူးလို့ကျွန်တော်ဒီနေရာမှာပြောချင်ပါတယ်။ဒီအကြောင်းကိုတွေးရင်းနဲ့ကျွန်တော်အင်မတန်လေးသူ့အတွက်နှမျောမိပါတယ်။ဒါအပြင်ကိုရောနာမယိုသေးချီနီးမသုံးရဆိုတဲ့တခြင်းလို့မကျင့်သုံးခဲ့တဲ့နာမတော့အလွဲသုံးစားမှုကြီးအဖြစ်ကြောင့်အဲ့ဒီထောင်ကနေထွက်သွားပြီးတဲ့နောက်ပိုင်းမှာတောင်မှ အသက်ကြီးတဲ့အချိန်သူမသေးမချင်းနောင်တတရားကိုရင်ဝင်မှာပိုက်သွားခဲ့ရပါတယ်။ဟုတ်ပါတယ်။ယုံကြည်သူတို့ဟာထာဝရဘုရားအားဖန်ရှင်ခြင်းဆိုတဲ့အထိတ်မှတ်ကိုမေ့လို့မရပါဘူး။အထူးသဖြင့်မောရှိခိယေပရောဟိတ်ရဲ့ဘောင်းတော်ပေါ်မှာအဲ့ဒီအခရာကိုတင်ပြီးပြာသောကျိုးနဲ့ချီနှောင်ထားရတယ်ဆိုတာကိုထွမြောက်ဝါချန်းအခန်းကြီး39ကရရှိနိုင်တဲ့သင်ခန်းစာအဖြစ်ဖော်ပြလိုက်ရပါတယ်။ဤကုန်းချုပ်ဖို့အတွက်ကတော့ထွမြောက်ဝါချန်းအခန်းကြီး40ကိုကျွန်တော်ဆက်လက်တင်ပြသွားလိုပါတယ်။ ထွန်းမြောက်ရချမ်းအခန်းကြီး40ရဲ့အနှစ်ချုပ်ကတော့ကဲတော်တိဆောက်မှုပြည်စည်ခြင်းစီမွေးလိမ့်ချေခြင်းအာယုန်နှင့်သားများအားပရောဖက်ပြုရန်တန်ရှင်းစေခြင်းရှေခနာလို့ခေါ်တဲ့ဣသရေလဘုရားသခင်ဟာတဲတော်ကိုဘုံတကူတော်နဲ့ဖုံးလွှမ်းဖြစ်တင်းလိုက်ခြင်းများပဲဖြစ်ပါတယ်တဲတော်၌ဘုံတော်ကိုဖုံးလွှမ်းဖြစ်တင်းခြင်းတစ်ခုကိုသာဒီကျမ်းနဲ့ပတ်သက်ပြီးတော့ပေါ်ပြเสียအကြောင်းရှိပါတယ်ဒီကျမ်းမှာဘုံတော်ကိုဖုံးလွှမ်းခြင်းဟာအံ့ဩဖွယ်မြင်ကွင်းဖြစ်လို့ ဒါကိုပဲဥတီခြင်းပါလေ။ကျန်တဲ့အပိုင်းတွေဟာအလုံးဆွေးတင်ပြခဲ့ပြီးဖြစ်ပါတယ်။ကျွမ်းမြောက်အကျန်းအခန်းကြီး40အငယ်34မှ38အထိကိုဖတ်ကြည့်ကြပါစို့။ထိုအခါမိုးတိမ်ပြီးပရိသတ်စည်းဝေးရာတဲတော်ကိုစွန့်မိုး၍ထာဝရဘုရား၏ဘုန်းတော်သည်တဲတော်ကိုဖြစ်လေ။ထိုသော မိုးတိမ်သည်ပရိသတ်စည်းဝေးရာတဲတော်အပေါ်၌ရှိနေသောကြောင့်မောရှိသည်အထဲသို့မဝင်ရ။ထာဝရဘုရား၏ဘုန်းတော်သည်တဲတော်ကိုဖြစ်ဖြစ်နေ၏။ ်ဣသရေလအမျိုးသားတို့သည်ခီးသွွားလီရရာတွင်မိုးတိမ်သည်တဲတော်အပေါ်မှကွာမြောက်သောအခါခီးသွွားကြ၏မိုးတိမ်မကွာမမြောက်ရင်မကွာမမြောက်မီနေတိုင်အောင်ခီးမသွွားဘဲနေကြ၏ခီးသွွားလီရရာတွင်ဣသရေလအမျိုးသားအပေါင်းတို့ရှိ၌ထာဝရဘုရား၏မိုးတိမ်သည်နေအခါတဲတော်အပေါ်မှတည်၏ညအခါမီးလျံဖြစ်လျက်တည်နေလေတည်းဣသရေလလူမျိုးဟာဘယ်လူမျိုးနဲ့မှမတူတဲ့ဓမ္မသမိုင်းဖြစ်ရမြန်နဲ့ကြုံဆုံခဲ့ရပါလေ ဒါကိုယောမအိုဝါရာစာအခန်းကြီး9ငယ်၄မှာထိုသူတို့သည်ဣသရေလလူဖြစ်၍ဖားအရာ၌ချင်းမြောက်ခြင်းနှင့်၎င်းဘုံအာနုဘော်တော်နှင့်၎င်းပရိညင် တရားတို့နှင့်၎င်းပြည့်ညတ်တရားထားခြင်းနှင့်၎င်းဝုပြုခြင်းနှင့်၎င်းဂရိတော်တို့နှင့်၎င်းဆိုင်ကြ၏အဲ့လိုဆိုထားတဲ့တမန်တော်ရှင်ပေါလုရဲ့ဖော်ပြချက်နဲ့ရှင်ပြီးတော့ကျွန်တော်တို့ကြည့်လိုက်ပါလေဒါကိုကျွန်တော်အခုနဖော်ပြခဲ့တဲ့ယူးအခေါ်အဝေါ်ရှေခနာဤဘုံတကောတော်လို့ဆိုပါတယ်တနည်းအားဖြင့် ဖျားသခင်အခုလိုတီးရှိခြင်းကို မျက်စိနဲ့တက်အပ်မြင်ရတဲ့လူမျိုးဟာသမိုင်းမှာသူတို့ပဲရှိပါတယ်။တခြားဘဲကဘာဘဲလူမျိုးမှာဖျားသခင်ကိုဒီလိုတက်အပ်မြင်ခဲ့ရခြင်းမရှိပါဘူး။တက်မြင်ခြင်းဆိုလို့ဖျားသခင်ရဲ့တီးရှိခြင်းကိုတက်အပ်မြင်ရတာဖြစ်ပါတယ်။ဖျားသခင်ရဲ့အစင်းသဏ္ဍာန်ကိုတော့ဒီကဘာမှာဘဲလူသားမှမြင်ခွင့်မရှိပါဘူး။အခုဆိုရင်ဒီဘုံတော်အားဖြင့်ကြောက်မဲ့ဖွယ်ထက်မြောက်ရာဂန္ဓာယခရီးကို သူတို့ဆက်သွားကြရပါတော့မယ်။သူတို့ကိုဘုရားသခင်ရဲ့ဘုန်းတော်ဟာအကာအကွယ်ပြုပါလိမ့်မယ်။မိုးတိမ်ရဲ့အဆုံးအဖြတ်အတိုင်းရက်တန့်ဖို့ဘုံမဟုတ်ဆက်လန်းဖို့ဆိုတာကိုဘုရားသခင်ကမိုးတိမ်ကြီးဖန်ဆင်းပြီးတော့အဆုံးအဖြတ်ပေးပါလိမ့်မယ်။ကိုညံကိုအတွေ့ဘာမှမလို့တော့တလို့မောရှိတောင်မှဒီခီးကိုအတိကရမဆုံးဖြတ်ရတော့ဘူး။ဘုရားသခင်ကမိုးတိမ်နဲ့သူ့ရဲ့ဘုံတကိုးတော်နဲ့သူ့ကိုယ်တိုင်ဥဆောင်သွားပြီ။ဒီကနေ့မြင်းပေါက်ကအသင်းတော်တွေကိုဘလူးကို ဥဆောင်ခိုင်းနေကြတယ်။တယောက်ဆရာတွေကိုခိုင်းနေကြပါလား။လူငယ်တွေကိုပါလား။ဘုမဟုတ်ပညာရှိကြီးတွေကိုပါလား။ဓမ္မမုံရင်ပိုက်ဆံရှိတဲ့တထင်းကြီးတွေကိုပါလား။ပညာတော်ကာလရဲ့မိုးတိမ်မှမရှိတဲ့ခမရကမိုးတိမ်ကြီးတွေကိုဥဆောင်ခိုင်းမလို့လားဆိုပြီးတော့ကျွန်တော်ကမပြောနဲ့။ကျွန်တော်အနားမှာတယ်။တန်ရှင်းသောဝိညာဉ်တော်ဟာမိုးတိမ်ပမာရှိနေပါလေ။ယုံကြည်ခြင်းနဲ့ဆုတောင်းဆက်ကပ်ပါ။ဥဆောင်မှုကိုခိုင်းယူပါ။တန်ရှင်းသောဝိညာဉ်တော်ခွန်အားပြည့်ဝတဲ့ဆရာသမားတွေ အမှုတော်ဆောင်ဒီကိုသာမွေးထုတ်ကြပါအားပေးကြပါကျွေးမွေးပြုစုကြပါသူတို့ရဲ့စကားကိုနားထောင်ပါအသက်ရှင်တော်မူသောအနန္တတကုရှင်ဘုရားသခင်ရဲ့မိုးတိမ်လိုတည်ရတဲ့ပြန်ရှင်းသောဝိညာဉ်တော်ဟာယုံကြည်သူအလုံးတို့အတွက်ဘယ်သောအခါမှလမ်းမလွဲစေသောမဖောက်ပြန်စေသောအတိကရဝိညာဉ်တော်ဖြစ်တယ်ဆိုတာကိုတော့ရင်ဝယ်ပိုက်ထားကြဖို့လိုပါတယ်မိတ်ဆွေများခင်ဗျာဖမျောရကျမ်းလို့ခေါ်တွင်တဲ့ဓမ္မဟောင်းကျမ်းများထဲမှာဒုတိယကျမ်းဟာလေ့လာလို့ပြီးပါပြီ နှုတ်ဆက်ခြင်းမပြုမီတစ်လက်ဆောင်ရဲ့ကြည်ကြပါစုဒီထွတ်မြောက်ရာကျမ်းဟာအေဂုတ်တုနိုင်ငံရဲ့ကျွံဘဝမှောင်ရိပ်ကအုတ်ဖုတ်ရာဖုံးဆိုးမီကွင်းပြင်ကျဲကြီးတဲ့ကနေဆက်လန်းစပါတယ်ဖန်ရှင်းရာဌာနတော်မှာဘုရားသခင်ရဲ့ဘုံတကိုတော်ပေါ်ထွန်းခြင်းနဲ့ညီကုန်းချုပ်ပါတယ်ဒီဘုံတကိုအာနုဘောရောဟာကျွံဘဝမှထွတ်မြောက်ရာကျမ်းရဲ့ဂန္ဓာခီးလန်းကိုလူမျိုးတော်ရှောက်လန်းနိုင်ဖို့အတိကျဥဆောင်ဥရဲ့ပြုတ်သွားမှာဖြစ်ပါတယ်ဘုရားသခင်ဟာဒီကနေ့ကျွန်တော်တို့နဲ့မိတ်ဆွေအပေါင်းတို့ကို အပြစ်တရားဆိုတဲ့လူတိုင်းယက်တီနေထိုင်ရာကျွံဘဝအမှောင်ရိပ်ကနေလွတ်မြောက်ပြီးတော့သူ့ရဲ့ဘုံတော်ကိုမြင်တွေ့နိုင်စေဖို့အတွက်အလွန်မြင့်မြတ် သန့်ရှင်းရာကောင်းကင်ဘုံကနေစောင့်ဆိုင်းနေပါတယ်။သူဟာအနန္တတကောရှင်ဘုရားသခင်ဖြစ်တော်မူတဲ့အရှင်လူလောကနဲ့တကွဆက်ကြဝလာအနန္တကိုဖန်ဆင်းပိုင်သအုပ်စိုးတော်မူသောသခင်ဖြစ်ပါတယ်။အပြစ်ရဲ့ကြေးကျွံကျွန်တော်တို့လူသားတွေအတွက်လူဇာတိကိုခံယူပြီးအသက်သွေးနဲ့ရွေးချယ်ကယ်တင်ခဲ့တဲ့ဒီသခင်ဟာသူ့ရဲ့ဘုံတော်အဖြစ် ကျွန်တော်တို့အားလုံးကိုဆက်လက်ရှောက်လန်းရမယ့်ဘဝခရီးအတွက်ဥဆောင်ဥရွက်ပြုတ်နိုင်စွမ်းရှိသောအရှင်ဖြစ်ပါれဒီသခင်ရဲ့ဥဆောင်မှုကိုခံယူနိုင်သောသူများဖြစ်နိုင်ကြပါစေလို့လဲကျွန်တော်ဆုတောင်းမေတ္တာပို့သလိုက်ပါれထွတ်မြောက်ရကျမ်းဟာအံ့ဩဖွယ်ကောင်းစားတဲ့ကျမ်းတစုအဖြစ်ကျွန်တော်ယင်ထဲမှာမေ့ဖြောက်လို့မရကောင်းနိုင်ပါကြောင်းတင်ပြရင်းဒီကုန်းချုပ်ပြစီခင်ဗျာထွတ်မြောက်ရကျမ်းကိုလိလပြီးစီခဲ့ပြီဖြစ်ပါれနောက်တစ်ချိန်အစီအစဉ်မှာဖျားရှင်ရဲ့နှုတ်ကပတ်တော်များ ခရိယန်တမချန်ရဲ့ဓမ္မတိချမ်းပိုင်းတွေကရှင်မာကုခရစ်ဝင်ချမ်းလိလံမှုဏိဒံပိုင်းကို စောင့်မျှော်နားဆင်နိုင်ပါတယ်။